သမားအားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်များအတွက်စိတ်ဝင်စားဖို့ရပွဲခဏမြင်ခွင့်ဆက်ပွဲရအခုတင်ဆက်ပေးနေတယ်ကျွန်တော်တို့ရန်ကုန်မြို့ရဲ့စီကံကြိုဆိုပါရခင်ဗျာဒီနေ့မှာဆိုရင်တော့ကျွန်တော်ခုရောက်ရှိနေတဲ့လဲလဲစင်တာမှာကျွန်မပြုလုပ်မယ် Asian News Model Contest မှာပြန်ပွဲဝင်ကြမဲ့ model ပြန်ပွဲများကိုပရိသတ်များနဲ့ပတ်စံတဲ့ဇင်းများထံကိုမိတ်ဆက်ပေးတဲ့ပွဲခဏနဲ့အတူ Unique Hand Brand Shop Opening Ceremony ကိုပါတင်ဆက်ပေးကြပါမယ်ပရိသတ်များအားလုံးပဲဒီနေ့ပွဲခဏရဲ့စိတ်ဝင်စားဖို့ရမြင်ခွင့်များကိုဆက်လက်ပြီးတော့ချူစားပေးပါအောင်ခင်ဗျာ ိတ်တယ်များခင်ဗျာ Unique Hand Multi Beauty Shop ဖွင့်ပွဲနဲ့ Asian New Star Model Contest 2016အတွက် Face Off မြန်မာပြိုင်ပွဲဝင် model များမိတ်ဆက်ခြင်းခံနာကိုတော့ရန်ကုန်မြို့ပြည်လန်းပေါ်မှာတည်ရှိတဲ့လှည်ဒန်းစင်တာမှာကျင်းပပြုလုပ်ခဲ့ပါတယ်အခမ်းအနားကိုတော့ Aqualand Company Limited မှတာဝန်ရှိသူများ Asian News Star Model Contest ပြိုင်ပွဲများမှာဆုရရှိခဲ့သူများစာနယ်ဇင်းမီဒီယာများစုံလင်စွာတက်ရောက်ခဲ့ပါတယ်ဒီနေ့ကျင်းပပြုလုပ်တဲ့ခဏနဲ့ပတ်သက်ပြီး Aqualan Company Limited မှတာဝန်ရှိသူတို့ကအခုလိုပဲဖြေကြားပေးခဲ့ပါတယ်ခင်ဗျာ။မင်္ဂလာပါခင်ဗျာ။မင်္ဂလာပါမောင်လေး။ โอเคပါဒီနေ့မှာမတော် unique hand ကနေပြီးတော့ဗောနော်မတော်ရဲ့စံငဲသစ်ဖွင့်လှစ်ပွဲနဲ့ပြီးတော့ဒီ Asia New Star Model Contest ရပြိုင်ပွဲဝင်တွေကိုဒီစံနေစင်းတွေကိုမိတ်ဆက်တဲ့ခဏလေးကျင်းပပြည့်ခဲ့ပုံလေးသိပြစေခင်ဗျဟုတ်ကဲ့ပါမတော်ကတော့ဗောနော်ဒီ Asia New Star Model Contest ကတော့ဒီနေ့ကတော့၄ချိန်မြောက်ကျင်းပမှာဗောနော် အာ unique hand ကတော့မတော်ဒီကတော့ရန်ကုန်မတော်၂ဆိုင်မြောက်ဗောနော်ဖွင့်ပွဲပါဒီနေ့ကတော့ Grand Opening လေးလောက်တာပါနောက်တစ်ခုကကျတော့ Asia New Star အတွက်ကိုလည်းအချိန်ကြာရပြီးဖြစ်တဲ့ကြောင့်မို့ဒီနေ့ကတော့ Pre Activities လေးလောက်တာပါရှင်ဟုတ်ကဲ့ပါဟုတ် ဟုတ်ကဲ့ပါပါဒါဆိုဒီနှစ်မှာပေါ့နော်ဒီထူးထူးခြားခြားမှာပါမယ့်စီစဉ်နေရှင်လည်းပြပြစေခင်ဗျဟုတ်ကဲ့ဒီနှစ်ကတော့ပေါ့တော့မအား final ကိုတော့မအား January လောက်ပေါ့နော် January လောက်လို့ပို့တော့မှန်းထားပါတယ်ဒီကြားထဲမှာတော့ကလေးတွေကိုတော့ပေါ့နော်ဒီအရင်နှစ်ကနဲ့မတူဘဲနဲ့ trainee တွေပေးသွားဖို့အစီအစဉ်ရှိရယ် trainer တွေကတော့တကယ်ကိုပေါ့နော် professional trainer တွေအမတ်တင်မိုးလွင်နေပေါ့နော်မအား train ဖို့အတွက်လည်းစီစဉ်ထားပါတယ်နောက်တစ်ခုကကြတော့ balance fitness ကလည်းမအားဒီ lifestyle partnership ဖြစ်ပေါ့နော်ဟိုဇာမနစ်ကလည်းပါဝင်ပေးတယ်ဒီနှစ်လည်းပါဝင်ပါပါအဲ့ဒါပေါ့နော် bodybuilding အတွက်ကိုလည်းမအား training ပေးဖို့အတွက်စီစဉ်ထားရတယ် ယ်နောက်ပိုင်းကျရင်ကလေးတွေအတွက်ပေါ့နော်ဒီအသားရည်နဲ့ပတ်သက်တဲ့ဟာတွေပေါ့အเจ้าရာတွေဘယ်လိုထိန်းသိမ်းရမလဲအလှပကိုဘယ်လိုမျိုးထိန်းသိမ်းရမလဲဆိုတော့ခန္ဓာကိုယ်ဟိုဒီ life or ပေါ့နော်ဒီကျန်းမာဖို့အတွက်ကို living health အတွက်ကိုဘယ်လိုမျိုးနေထိုင်ရမလဲဆိုတဲ့ဟာတွေကိုမတို့ training ပေးဖို့လည်းအစီအစဉ်ရှိပါတယ်အဲ့ဒီပြင်မာမှာမတို့ဒီ Asian Newster model ဟိုစာပကွန်ဒက်စ် organizer ဘက်ကနေပြီးတော့ပေါ့နော်ဒီ Dr. Emilyan ကနေပြီးတော့ဒီ beauty နဲ့ပတ်သက်တဲ့ပေါ့ training တွေပေးသွားမယ်လို့မတို့စီစဉ်ထားပါတယ်ရှင့်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါအမတို့ unique ခံကနေပြီးတော့ခုလိုမျိုး Asian News Star Model Contest မှာဝင်ရောက်ရှင်မြိုင်းရတဲ့ model တွေအတွက်ပေါ့เนาะအများကြီးကိုညီပံ့ပိုးပေးနိုင်ခဲ့တဲ့အတွက်အမတို့ရဲ့ဝမ်းသာပီတိစကားလည်းကြားပါရစေခင်ဗျ ဟုတ်ကဲ့ပါဒီ Asianist Model Context ပေါ့နော် Face of Myanmar အနေနဲ့ကကြတော့လဲမတို့တကယ်ကို International Model ပေါ့နော်ဖြစ်အောင်လို့လည်း training တွေပေးသွားပါတယ်နောက်တစ်ခုကကြတော့တို့ပေါ့နော်နိုင်ငံတကာအတွေ့အကြုံရှိအောင်လို့လည်းကိုရီးယားနိုင်ငံမှာ final မှာလည်းတို့သွားပြန်ရရဲပေါ့နော်အဲ့တကြောင်မလို့တို့ဟိုစပါ experience အများကြီးရမယ်လို့လည်းမတို့မျှော်လင့်ပါတယ်ဘာလို့ဆိုတော့မတို့ဒီမှာ training ပေးသွားတဲ့ training တွေလည်းအများကြီးရှိတယ်လို့မျိုးဟိုမှာလည်းတို့ပေါ့နော်ဒီ training တွေလည်းအများကြီးရပါတယ်နောက်တစ်ခုကကြတော့နိုင်ငံတကာနဲ့ပေါ့နော်ဒီလိုမျိုးဟိုပါပေါ့ရေမောင်တန်းပြီးတော့လည်းရှင်ပြန်ရရဲဟိုက participants တွေဘယ်လိုနေရထိုင်နေရအစပေါ့နော် အဲ့ဒါတွေကိုလည်းမြင်တွေ့ရတဲ့အခါကျတော့သူတို့တွေပို့ပြီးတော့တုတ်တက်လာတာကိုလည်းမအားတော့လည်းအရန်ကိုဝမ်းသာပါတယ်ထပ်ပြီးတော့လည်းပေါ့နော်ဒီလိုမျိုးပေါ့ဟိုအရှိကကလေးတွေလိုပဲထပ်ပြီးကြော်ကြတဲ့ moral တွေကိုမွေးထုတ်ပေးဟိုဟိုမွေးထုတ်ရလို့လည်းအရန်ကိုဥစားဖြစ်ပါတယ်ဟိုဝမ်းသာပါတယ်โอเคပါခင်ဗျာမတော်ယူနိခန်ရေးရှင်းဆက်ပြီးတော့ပြုလုပ်သွားမယ့်ဒီ future plan နေ activity station လည်းသိပြရစေခင်ဗျာ ဟုတ်ကဲ့ unique hand ကတော့မတို့ပေါ့နော်အခုဒီမန္တလေးမှာလည်းနှစ်ဆိုင်ရှိပါတယ်ရန်ကုန်မှာဆိုလည်းဒါနှစ်ဆိုင်ညပေါ့နော်မတို့ထပ်ပြီးတော့လည်းဒီ unique hand mlgbd shop ကိုအများကြီးတိုးချဲ့ပြီးတော့ဖွင့်လှစ်ဖို့လည်းအစီအစဉ်ရှိပါတယ်ရန်ကုန်အတွင်းမှာလည်းပေါ့နော်အာမတို့ဒီ၃ဆိုင်ညလေးဆိုင်မြောက်တွေအများကြီးဖွင့်ဖို့လည်းဟိုရည်ချက်ရှိပါတယ်အဲ beauty shop မှာတော့ပေါ့နော်လာပြီးတော့ကိုယ့်ရဲ့ skin အသားရည်နဲ့ပေါ့နော်ဘယ်ဟာနဲ့ကိုက်ညီရဲ့ဘာညာဆိုတော့အဲ့ဒါတွေကိုတော့တိတိကျကျလာပြီးတို့ discuss လို့ရတယ် customer များအနေနဲ့ပေါ့နော်အာပြီးွားလို့ရှိရင်ဟိုတို့ဟိုနဲ့တင့်လျော်တဲ့ဟိုပါ body skin care တွေ makeup တွေကိုလည်းမတို့ဒီဘက်က beauty advice ဇာတွေကနေပြီးဒီစီစာရှင်းပြပေးမယ်။သူတို့ကလည်းစိတ်နှစ်သက်ရအောင်ရွေးချယ်ပြီးတော့ပေါ့နော်။သုံးမှုအတွက်ကိုနောက်တစ်ခုကကြတော့အဲ့လိုမျိုးတွေစီစဉ်ထားပါတယ်။နောက်တစ်ခုကကြတော့ပေါ့နော်။ဟိုအမြဲတမ်း last monthly promotion တွေဖြစ်လဲမှာတော့ပေါ့နော် special promotion တွေဖြစ်ခဲ့။နောက်တစ်ခုက member ပေါ့နော် member တွေအတွက်လည်း special event တွေဖြစ်မှာတော့စီစဉ်ထားပါရရှင်။ဟုတ်။โอเคပါအခုလိုအချိန်မေးပြီးပြန်လဲပြကြပေးသွားတယ်ကျေးဇူးတွေရှိပါတယ်ခင်ဗျဟုတ်ကဲ့မားလဲ MRTV4 အများကြီးကျေးဇူးတင်ပါတယ် င်းနာစာမှာတော့ Aqualand Company Limited ရဲ့ Chief Executive Advisor Miss Natalie Han နဲ့အတူစူရရှိခဲ့တဲ့မော်ဒယ်များမှာ Unique Han Multi Beauty Shop ကိုဖဲချိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ Miss Natalie Han မှာပြိုင်ပွဲဝင်မော်ဒယ်များအတွက်စုမုံကောင်းစကားများပြောကြားပေးခဲ့ပါတယ်။ က်လက်ပြီး Face Off မြန်မာပြိုင်ပွဲများဖြစ်တဲ့2013ခုနှစ်မှ2015ခုနှစ်အတွင်းပြိုင်ပွဲများမှာဆူရရှိခဲ့တဲ့ပြိုင်ပွဲဝင်များကသူတို့ရဲ့အတွေ့အကြုံများကိုဝေမျှပေးခဲ့ပါတယ်။ကဲအားလုံးပဲမင်္ဂလာပါတမိနာမည်ကတော့လိုက်ပြဖြစ်ပါတယ်ဟုတ် ဟုတ်အဲအတွေ့အကြုံကတော့ဒီလိုပါပဲမန်လေးကနေပြီးတော့ညီမကလာရောက်ရှင်မဲရတာဆိုတော့အခက်ခဲတော့ရှိရပေါ့ဒါပေမဲ့အကောင်းဆုံးတော့ကြိုးစားခဲ့ပါတယ်ဟိုကိုရီးယားတောင်းတော့လည်းအဲ့လိုပဲအခက်ခဲတွေအများကြီးရှိခဲ့ပေါ့အဲ့ဒီမှာညီမလည်းကိုတက်နေတာတော့ကြိုးစားတင်ခဲ့ပါတယ်ဟုတ်ကဲ့ရှင်ပေါ့ grand prize ရတဲ့ level 1တာရယ်နောက်ပြီးတော့ကိုလှူရှာမဲ့ဒီအနုပညာဘုံမှာလည်းပေါ့နော်တခု online ပြ grand prize ရထားတယ်ဆိုတော့လူတည်တယ်ပူပြီးဟိုဟာဖြစ်တာပေါ့နော်ပြီးတော့ညီမတက်ဒီအနုပညာရှောင်းလမ်းမှာလည်းအရန်ကိုအထောက်အပံ့ဖြစ်ခဲ့တဲ့ဘွယ်လေးလည်းပြောလို့ရပါတယ်ဒီစုကပေါ့အရေးလည်းကြီးပါတယ်ဟုတ် ပြောချင်တာကတော့ဒီနေ့ပြိုင်မယ်ညီမလေးရင်မောင်လေးအားတင်းမြော့ပြိုင်မှာဘယ်ရမဆိုအခက်ခက်ခဲခဲခက်ခဲဆိုတာရှိမှာပဲခက်ခက်ခဲကိုကြော်ဖြတ်ပြီးမှကိုလူချင်းနဲ့ပန်းတာရရပါသေးလို့အမကဆူတောင်းပေးချင်ပါတယ်ဟုတ်အဲ့ဒီနောက်မှာတော့ Face of Myanmar 2016မှာဝင်ရောက်ရှင်ပြိုင်မဲ့ပြိုင်ပွဲဝင်များကိုဆက်လက်ပြီးမိတ်ဆက်ပေးခဲ့ပါတယ် ပရိသတ်များခင်ဗျာ Asia New Star Model Contest 2016 Face of Myanmar ပြိုင်ပွဲရဲ့ Fast Selection နဲ့ Semi Final ပွဲစဉ်များကိုတော့ဒီဇင်ဘာလ9ရက်နေ့ Junction Square Center မှာကျင်းပပြုလုပ်မှာဖြစ်ပြီး Final ပွဲစဉ်ကိုတော့2016ခုနှစ် January လမှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ Face Off မှာ2016 Final ပွဲစဉ်မှာ Qualifying ဖြစ်သူများကိုရွေးချယ်ပြီးတော့2016ခုနှစ် April လတောင်ကိုရီးယားနိုင်ငံမှာကျင်းပပြုလုပ်မဲ့ Asia New Star Model Contest 2016ပြိုင်ပွဲကိုတွားရောက်ရှင်ပြိုင်စင်မှာဖြစ်တဲ့အကြောင်းသတင်းကောင်းပါရင်နဲ့ဒီနေ့ရဲ့စတင်ကနေနှုတ်ဆက်ပြရစီခင်ဗျာချစ်ချူအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ